Hello ပါလူတိုင်းလက်ခိ channel ကိုကြိုဆိုပါရစေ။ဒီနေ့မှာတော့ကျွန်တော်တို့လေ့ကျင့်ဆန်းသက်ထားတဲ့ကန်ကောက်စေတဲ့နီလန်တမျိုးကိုမိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။လေးလာတိတိဆန်းသက်ပြီးမှအကောင်းဆုံးမန္တန်နဲ့နီလန်ကိုရှာဖွေနိုင်ခဲ့တာဖြစ်ပါတယ်။ ETP တော်တိမဟာသမရောတော်တိကန်ကောင်းခြင်းဒနာဥစာစီစဉ်လာခြင်းနဲ့အောင်မြင်မှုများကျွန်ုပ်စီတို့ရောက်ရှိပါစေ။တပ်ပမင်းကလေးပြိတုတ်တော်ကျွန်တော်ပတ်ဝန်းကျင်ကအရာရာတိုင်းက ကျွန်တော်ရဲ့ချမ်းသာကြွယ်ဝမှုနဲ့အောင်မြင်မှုကိုတန်ရှင်းစွာထောက်ပံ့အောင်ပေးပါစေ။ပီယံကန်တတန်ကြသည့်ကျွန်တော်ပေါဝန်ကျင်ကလူတိုင်းကစစ်မှန်တဲ့ကံကောင်းမှုကိုမြှင့်တင်ပေးကြပါစေ။အတုံးပြူနီနေ့စဉ်၃ချိန်မနက်နေ့လယ်ညရွတ်ဆိုပါ။တမထတဘောနဲ့စိတ်ငြိမ်ချမ်းစွာထားပြီးရွတ်ဆိုရမှာဖြစ်ပါတယ်။စီဝါရေးလုပ်ငန်းစတင်ခါနီးအလုပ်ခွင်ဝင်ခါနီး ို့မဟုတ်အရေးကြီးတဲ့လုပ်ငန်းဆောင်တာတစ်ခုခုမစတင်မီရွတ်ဆိုရန်အထူးတင်တော်ပါတယ်။ဒီနီလန်းကလက်ခီချန်နယ်ရဲ့တိတန်ဤပညာဖြစ်ပြီးလေးလာတိတိစမ်းသပ်အောင်မြင်ထားတာဖြစ်ပါတယ်။ဘာကြောင့်ဒီနီလန်းကိုရွေးချယ်ရမလဲ။ဒီမေးခွန်းကိုတင်တွေးမိမှအသေးချပါပဲ။မန္တန်ရွတ်ဆိုခြင်းမပြုမမီပါဠိစကားလုံးတစ်လုံးချင်းရဲ့အထိပယ်ကိုတိထားဖို့အရေးကြီးပါတယ်။ကန်ဆုံးမှုပေါ်ပြေစေဖို့မန္တန်တွေကန်ကောင်းစေဖို့ မန္တန်ဆွမ်းအောင်မြင့်တင်ပေးတဲ့မန္တန်အမျိုးမျိုးရှိပါတယ်။အရာရာတိုင်းမှာ၎င်းရဲ့အကြောင်းရင်းရှိပါတယ်။မန္တန်ယူဆိုခြင်းမပြုမှမီတင်နားလည်ထားရမှာဖြစ်ပါတယ်။ကျွန်တော်ကမေခွန်းအိုင်လုံးကိုဖြည့်ချပေးသွားမှာဖြစ်ပါတယ်။လက်ခ်ချန်နယ်ကို subscribe လုပ်ရမမေ့ပါနဲ့။ပြီးရင်လက်တွေ့လိုက်လုပ်ကြည့်ပါ။တိတာထင်ရှားတဲ့ကွယ်ဖားမှုကိုတင်ကိုယ်တိုင်မြင်တွေ့ရမှာဖြစ်ပါတယ်။